ယနေ့ခေတ်ကြီးမှာလူသားတွေဟာခိုက်ရန်ဒေါ်လာဖြစ်ခြင်းပြဿနာတွေဖြစ်ခြင်းဆိုတဲ့အဓိကအခြေခံအကြောင်းတရား6မျိုးရှိပါတယ်လို့အဘိဓမ္မာမှာဖော်ပြထားပါတယ်။နံပါတ်1အမျက်ဒေါ်ရထွက်ခြင်းနံပါတ်2တဥ္ဘောတဥ္ကျေစုတရားမထောက်ထားမငဲ့ညာခြင်းနံပါတ်3 အလိုသိုးရှိခြင်းနံပါတ်၄သူတစ်ပါးတို့အပေါ်မနာလိုမှုရှိခြင်းနံပါတ်၅စင်လဲကောက်ကြည့်ခြင်းနံပါတ်၆မှားနေတဲ့အယူဆသဘောထားကိုမှားနေတဲ့အတိုင်းလက်ခံသုံးသပ်မိနေခြင်းဆိုတဲ့ဒီအကြောင်းတရား6မျိုးဟာလူသားတွေခိုက်ရန်ဒေါသဖြစ်ခြင်းပြဿနာတွေဖြစ်ခြင်းရဲ့ အခြေခံအဓိကအကြောင်းတရားဖြစ်ပါတယ်။